နိုင်ငံကိုအရေးပေါ်အခြေအနေကြီးညာပြီးအနာဒိမ့်မှုစစ်ကောင်းဆောင်ခေါ်ယူခဲ့တဲ့မြူဒါကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကာလုံအစည်းအဝေးကိုတက်ရောက်ခဲ့ပြီးနောက်ပိုင်းမှာစစ်ကောင်စီတက်တန်းတိုးရေးအတွက်ခေါ်ယူခဲ့တဲ့ကာလုံအစည်းအဝေးတွေမှာလည်းပါဝင်ခဲ့တဲ့လူပုဂ္ဂိုလ်18ဦးကိုမြူဒါညီညွတ်ရေးအစိုးရအန်ယူဂျီကအကြမ်းဖက်တမားအဖြစ်တက်မှတ်ကြောင်းနိုဝင်ဘာလ25ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပါတယ်။အဆိုပါပုဂ္ဂိုလ်တွေကတော့တည်ဆုံသွားပြီဖြစ်တဲ့ဒုတိယဓမ္မတာဟောင်းဦးမြင့်စွေဒုတိယဓမ္မတာဦးဟင်နရီဘန်တီယူ ီရုနတ်တော်ဩဂတဦးတီခွန်မြတ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းဗိုလ်ချုပ်ကြီးမြထွန်းဦးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ဒုတိယဗိုလ်ချုပ်ကြီးစိုးထွတ်ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်စစ်ကောင်စီရဲ့နိုင်ငံသားရေးဝန်ကြီးဟောင်းဦးဝနာမောင်တွင်လက်ရှိစစ်ကောင်မရှင်ရဲ့နိုင်ငံသားရေးဝန်ကြီးဦးတန်းစွေဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းတွေဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ရှိစစ်ကောင်မရှင်ရဲ့ဥရီရေးရာဝန်ကြီးဒေါက်တာတီတာဦးဗိုလ်ချုပ်ကြီးတင်အောင်စံ ုံချုပ်ကြီးမောင်မောင်အေးနဲ့ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ဖြစ်ကြပါတယ်။2022ခုနှစ်ဖေဖော်ဝါရီလရက်နေ့မှာစစ်ကောင်းဆောင်ကအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကိုဥရီမဲ့ခေါ်ယူပြီးပြည်သူလူထုရွေးကောက်တင်မြောက်ထားတဲ့နိုင်ငံတော်တမတာဦးဝင်းမြင့်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်နဲ့ပြည်သူအစိုးရအဖွဲ့ဝင်တွေကို မတရားဖမ်းဆီးပြီးနိုင်ငံတော်ပုံကံမှုကိုကျူးလွန်ခဲ့တယ်လို့ အကြံဖတ်အုပ်စုဖြစ်တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီစစ်ကောင်စီကဖွဲ့စည်းပေးခဲ့တဲ့မြို့သားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကာလုံကလည်းအကြံဖတ်အဖွဲ့အစည်းဖြစ်တာကြောင့်အဆိုပါပုဂ္ဂိုလ်တွေကိုအကြံဖတ်ထမားအဖြစ်အမှတ်ရခြင်းဖြစ်ကြောင်း NUG ဆိုရအကြံဖတ်မှုတိုက်ဖြတ်ရေးဗဟုအဖွဲ့ရဲ့အကြေညာချက်မှာဖော်ပြထားပါတယ်အနာဒိစစ်တပ်ကလည်းပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH နဲ့ NUG အစိုးရတို့ကိုတံဖက်အုပ်စုတွေဖြစ်ညင်ညာထားတာဖြစ်ပါတယ်